လသမဂ္ဂရဲ့အဆိုအရဆူဒန်နိုင်ငံဟာအခုအချိန်မှာကမ္ဘာအကြီးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ humanitarian crisis ကိုရင်ဆိုင်ကြုံတွေ့နေရတယ်။လူထောင်ပေါင်းများစွာရဲ့ဘဝတွေအဆုံးသတ်သွားခဲ့ပြီးလူသန်းပေါင်းများစွာကအိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်။ ဒီထပ်ပိုဆိုတာကတော့ယုံကြည်ရန်ခက်ခဲအခြေအနေတွေအားလုံးစုတမ်းမှာဖြစ်ပေါ်နေတယ်ဆိုတာပဲ။အော်တိုဘာ29ရက်နေ့2025ခုနှစ်မှာ Yale University က Humanitarian Research Lab ကနေပြီးတော့စုတမ်းနိုင်ငံ Alpha Sha မြို့မှာရှိတဲ့ဂျိုဒုဓာတ်ပုံတွေကိုထုတ်ပြန်လိုက်တယ်။ဓာတ်ပုံတွေကြည့်ရတာအယောင်ကြောက်စရာကောင်းတယ်။ဒီဓာတ်ပုံတွေက internet ပေါ်မှာ viral ဖြစ်သွားတဲ့ဓာတ်ပုံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်များများလည်းတွေးကြမှာပါ။တော်တော်ဆိုးတဲ့လူတွေအများကြီးကိုတွေးကြရတဲ့အလောင်းတွေအများကြီးစုပုံပြီးတော့ရှိနေခဲ့တဲ့နေရာတစ်ခု အဲ့ဒီနေရာမှာအနီရောင်တွေကိုလည်းတွေ့ရတယ်အဲ့ဒါဘာလဲဆိုတာကိုတော့သိကြမှာပါအစီရင်ခံစာမှာတော့ဒီမျိုးမှာလူတွေရဲ့အိမ်တွေတဲအထီကိုဝင်ပြီးတော့တိုင်းရင်းသားအာရဗ်မဟုတ်တဲ့လူမျိုးစုတွေကိုဂျီနိုဆိုက်လုပ်နေတယ်ဆိုပြီးတော့ဖော်ပြထားတယ်တကယ်ပဲဆူဒန်မှာဘာတွေဖြစ်နေရလဲဘာကြောင့်ဒါတွေဖြစ်နေရလဲဆိုတာကိုဗီဒီယိုထဲမှာပြောပြသွားပါမယ်ဒီပုံလေးမှကြည့်မယ်ဆိုလို့ရှိရင်တော့ဆူဒန်နိုင်ငံကအာဖရိကတိုက်ရဲ့အပေါ်ပိုင်းအီဂျီရဲ့အောက်ဘက်မှာရှိရယ်။အနောက်ဘက်မှာအာဖရိကနိုင်ငံတွေရှိပြီးအရှေ့ဘက်မှာပင်လယ်နီရှိရယ်။ ပင်လယ်နီရဲ့တစ်ဖက်ခြမ်းမှာဆော်ဒီအာရေဗျနဲ့အရှေ့အလယ်ပိုင်းဒေသတွေရှိတယ်။အရှေ့အလယ်ပိုင်းလိုမျိုးပဲဆူဒန်ရဲ့95ရာခိုင်နှုန်းကမွတ်စလင်တွေ ဖြစ်ကြတယ်။အထူးသဖြင့်ကတော့ဆွန်နီမွတ်စလင်တွေပေါ့။ဒီမှာရှိတဲ့ကွဲပြားမှုကလူမျိုးရေးပေါ်မှာအခြေခံတယ်။ ီမှာရှိတဲ့80ရာခိုင်နှုန်းကအာရဗ်မွတ်စလင်တွေဖြစ်ကြပြီးရောကျန်တဲ့30ရာခိုင်နှုန်းကကြတော့အာဖရိကန်တွေဒါပေမဲ့သူတို့တွေကလည်းဆွန်နီမွတ်စလင်တွေပဲခရစ်ယာန်ဘာသာနဲ့တခြားရှေးဥရာအာဖရိကန်ဘာသာတွေကိုကိုးကွယ်တဲ့သူတွေကဆူဒန်တနိုင်ကန်လုံးအတိုင်းတာနေဆိုမှ100ခိုင်နှုန်း200ခိုင်နှုန်းလောက်ပဲရှိရအရန်နေတယ် ဆူဒန်နိုင်ငံကတယန်စာတအရန်ကိုပေါ်ကျွဲသွားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အာဖရိကတစ်ခုလုံးမှာတတိယမြောက်ထရေးအများဆုံးထုတ်လုပ်နိုင်တဲ့တိုင်းပြည်လည်းဖြစ်တဲ့20နှစ်တိုင်းကီလိုဂရမ်6000အထိရွှေထုတ်လုပ်နိုင်တယ် ဒလောက်ထိရွှေတွေအများကြီးထွက်နေတဲ့နိုင်ငံတနိုင်ငံကကမ္ဘာဆင်းရဲဆုံးနိုင်ငံထဲမှာဘာလို့ပါဝင်နေရလဲဆိုရင်တော့နိုင်ငံကထွက်တဲ့ရွှေတွေကတရားမဝင်နီလန်းတွေနဲ့ရောင်းချခံနေရလို့ပဲရွှေတွေကအမြဲတမ်းတရားမဝင်နီလန်းတွေနဲ့ခိုးထုတ်ခံနေခဲ့ရတဲ့အခါမှာအစိုးရအနေနဲ့ကလည်းဝင်ငွေရဖို့အတွက်ခက်ခဲလာတယ်အဆင်ပြေနေတာကကြတော့လက်နက်ကင်အဖွဲ့အစည်းတွေသူတို့တွေကဒီရရတဲ့ပတ်စံတွေနဲ့လက်နက်တွေကိုပုံမူဝယ်ယူနိုင်လာတယ် 1956ခုနှစ်ဆူဒန်နိုင်ငံကဗြိတိရှအီဂျစ်လက်ထက်ကနေလွတ်လပ်ရောက်ပြီးတဲ့နောက်မှာလဲစစ်တပ်နဲ့အာဏာရှင်တွေရဲ့အုပ်ချုပ်မှုအောက်မှာပဲမြဲရှိနေခဲ့ဒီမှာအကြဆုံးအာဏာရှင်စနစ်ကိုကျင့်သုံးခဲ့တဲ့အိုမာဟက်ဆန်အယ်ဘာရှိက1989ခုနှစ်မှာအရသာအစိုးရကိုအာဏာသိမ်းခဲ့တယ်။သူကအာဏာအလုံးကိုသူရဲ့လက်ထက်မှာစုစည်းပြီးနှစ်ပေါင်း30လောက်အာဏာသိမ်းထားခဲ့။ဒီနှစ်ပေါင်း30အတွင်းမှာလည်းလူတွေဘယ်သူမှမယုံကြည်နိုင်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုလုပ်ခဲ့တယ် စီးပွားရေးအကြက်တဲတွေချစားမှုမငြိမ်များမှုပြည်တွင်းစစ်ဒါတွေအားလုံးဖြစ်ခဲ့တဲ့2011ခုနှစ်မှာတော့ဆူဒန်နိုင်ငံကနေတောင်ဆူဒန်ဆိုပြီးတော့လွတ်လပ်တဲ့ခွဲထွက်တဲ့နိုင်ငံတနိုင်ငံဖြစ်လာတယ်။စီးပွားရေးအခြေအနေဆိုတာကလည်းအရန်ကိုဆိုးရွားလုံးလုံးလွန်ခဲ့တဲ့18နှစ်အတွင်း GDP ကအနှုတ်ပြနေခဲ့တယ်။2019ခုနှစ်မှာလူတွေကလုံးဝတီးမခတ်နိုင်တော့တဲ့အတွက်လမ်းမပေါ်ကိုထွက်ပြီးဆန္ဒပြခဲ့ကြတယ်။ဒီအာနာတိန်အုပ်ချုပ်နေခဲ့ဟိုးချုပ်ကြီးအိုမာအယ်ဘရှီကိုသူတို့ဆန္ဒပြခဲ့ကြတယ်။ ဒါပေမဲ့ဒီအချိန်မှာလဲဆူဒန်နိုင်ငံသားတွေကကန်ဆိုးခဲ့ကြတယ်။စာနာပြပွဲတွေဖြစ်တဲ့အချိန်မှာပဲဗိုလ်ချုပ်ကြီးနှစ်ဦးကဒီစာနာပြပွဲတွေအကုန်လုံးကို ထိန်းသိမ်းလိုက်ခဲ့။တယောက်ကဆူဒန်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးအဗ်ဒူလ်ဖာတာအယ်ဘာရမ်။နောက်တယောက်ကသူ့ရဲ့အကူစစ်တပ် Rapid Support Force RSF ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမိုဟာမက်ဟန်ဒန်တခါလိုတို့ပဲ။ဒီဗိုလ်ချုပ်ကြီးနှစ်ယောက်ပေါင်းပြီးတော့ပထမအာနာသိမ်းထားတဲ့အယ်ဘာရှီကိုအာနာကနေဖယ်ရှားလိုက်တယ်။ ပြည်သူတွေလိုချင်တာကဒီမိုကရေစီလိုချင်တယ်သူတို့နိုင်ငံလွတ်လပ်ရေးရချင်တယ်အဲကြောင့်ပဲဩဂတ်စ်လ2019မှာအစိုးရအဖွဲ့ဝင်တွေကလူရဲတောင်းဆိုချက်ကိုလက်ခံပြီးတော့ရွေးကောက်ပွဲပြန်လဲကျင်းပဖို့အတွက်တင်ဆင်ကြတယ်။သူတို့အခုလောလောဆယ်တော့ယာယီအစိုးရဖွဲ့မယ်ဆိုပြီးတော့ဖွဲ့စည်းလိုက်တယ်။ဒီအစိုးရအဖွဲ့ထဲမှာဆိုရင်စစ်တပ်နဲ့အရက်သားပါတီတွေနှစ်ဖက်လုံးပါဝင်နေ ယာယီအစိုးရကိုသူတို့ကကောင်စီလို့ခေါ်တဲ့ဒီကောင်စီရဲ့ခေါင်းဆောင်အနေနဲ့ဘိုးချုပ်ကြီးအယ်ဘာရမ်ကခေါင်းဆောင်အနေနဲ့နေရာယူပြီးတော့သူရဲ့အကူစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့တခါလူကတော့ဒုတိယခေါင်းဆောင်အနေနဲ့သူတို့တာဝန်ယူလိုက်ကြတယ်။ပြောရမယ်ဆိုရင်တော့နိုင်ငံတစ်ခုလုံးမှရှိတဲ့အာဏာကိုဒီဘိုးချုပ်ကြီးနှစ်ယောက်ရဲ့လက်ထဲကိုအားလုံးကထည့်ပေးလိုက်တယ်လို့မျိုးပဲသူတို့ကလည်းဒါကိုဖြစ်အောင်လုပ်ခဲ့ကြတာအားလုံးထင်နေရလားသူတို့ယုံကြည်လို့ရတယ်လို့ပဲထင်နေခဲ့ကြတယ်။အော်တိုဝါ2022ခုနှစ်ရောက်ရှိခဲ့တဲ့အခါမှာတော့အယ်ဘာရမ်ကယာယီအစိုးရအဖွဲ့တွေပါတယ်အားလုံးကို အဲသူပယ်ဖြတ်လိုက်တယ်ပြီးရတဲ့နိုင်ငံကိုသူအာနာပြန်သိမ်းတဲ့ပုံစံမျိုးဒီအာနာရီအလုံးကိုသူ့ရဲ့လက်ထဲကိုထည့်လိုက်တယ်တကာလူကတော့ဒုတိယအာနာအရှိဆုံးလူအဖြစ်နဲ့ဆက်လက်ရှိနေခဲ့တယ်ဒါပေမဲ့အခုအခြေအနေတွေပိုဆိုးလာကြရတဲ့အကြောင်းကတော့ဒီဗိုလ်ချုပ်ကြီးနှစ်ယောက်ရဲ့အာနာရှင်ပြိုင်မှုကြောင့်ပဲဒီကိစ္စတွေအကုန်လုံးရအစပြောရမယ်ဆိုလို့ရှင်တော့ RSF ကိုဆူဒန်စစ်တပ်နဲ့ပေါင်းစည်းလိုက်စေချင်တာကနေစတယ် RSF ကတော့ဒါမှမဖြစ်ချင်ဘူးသူတို့ကကန့်ကွက်တယ်တကာလူကိုယ်တိုင်ကလည်းသူကဒုတိယနေရာမှာရှိနေတာ သူရဲ့ဒီ RSF ကဆူဒန်စစ်တပ်မှာတောပေါင်းလိုက်ပြီးဆိုရင်တော့သူရဲ့အခွင့်အာဏာတွေဆုံးရှုံးသွားမယ်ဆိုပြီးတော့သူကထင်တယ်။သူကလည်းဒုတိယနေရာကနေပထမနေရာကိုလိုချင်တယ်။သူတို့နှစ်ယောက်ကြားမှာအားပြိုင်မှုတွေရှိနေတယ်။ဗိုလ်ချုပ်နှစ်ယောက်လုံးကလည်းသူရဲ့အာဏာတွေပါဝါတွေလွှမ်းမိုးမှုတွေနဲ့အတူတူသူရဲ့ကြွယ်ဝချမ်းသာမှုတွေရွှေတွင်းနေသူတို့အပိုင်နေရာတွေကိုမပေးကျင်ကြအောင်မဖယ်ပေးကျင်ကြအောင်ပြည်ထောင်စုတွေလည်းဖြေရန်တွေလည်းဖြစ်လည်းဖြစ်ကြအောင် RSF ကဒီဆူဒန်နိုင်ငံတဝမ်းတပ်သားတွေနဲ့တပ်ဆွဲထားလိုက်တယ်။ဒါကိုဆူဒန်စစ်တပ်ကအန်တရယ်လို့မြင်ပြီးတော့ဒီဗိုလ်ချုပ်နှစ်ယောက်ကြားမှာပြဿနာစဖြစ်တဲ့ AP လ15ရက်နေ့2023မှာပြည်တွင်းစစ်စခဲ့တယ်။ စစ်ပွဲစတင်ဖြစ်တဲ့အချိန်မှာတော့ဒီဆူဒန်စစ်တပ်ကပို့ပြီးတော့အင်အားကောင်းနေသူတို့မှာတိုက်လေရင်တွေရှိတယ်လက်နက်ခဲရက်နေပို့ပြီးတော့ပြေးစုံနေဒါပေမဲ့နှစ်အနေငယ်အတွင်း RSF ကပို့ပြီးတော့အင်အားကောင်းလာတယ်သူကစစ်တပ်ထပ်ပို့ပြီးတော့တာလွန်သွားခဲ့စစ်ပွဲစတင်တဲ့အချိန်မှာပဲ RSF ကဆူဒန်ရဲ့မြို့တော်ခါတုံနဲ့တမရအိန်တော်ကိုပါသူတို့သိမ်းပိုက်နိုင်ခဲ့နှစ်နှစ်ကြာတိုက်ခိုက်ပြီးမတ်လ2025ကိုရောက်တော့မှဆူဒန်စစ်တပ်ကဒီ အာမျိုးတော်ခတုံကိုပြန်ပြီးတော့တင်ပိုင်းနိုင်သွားတာဒါပေမဲ့အဲ့ဒီအချိန်ကနေစပြီးတော့နှစ်လအကြာဇွန်2025မှာ RSF ကပို့ပြီးကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိခဲ့တယ်။လီဘီးယားနဲ့အီဂျစ်နယ်စပ်မှာရှိတဲ့နေမြေအများအပြားကိုသူတို့ထိန်းချုပ်မှုအောက်ကိုရအောင်သူတို့စူးစမ်းနိုင်ခဲ့ကြတယ်။လက်ရှိနိုဝင်ဘာ2025ရဲ့မြေပုံကိုကြည့်မယ်ဆိုရင်တော့အခြေအနေကအဲ့လိုမျိုးဖြစ်နေပြီ ဆူဒန်နိုင်ငံရဲ့အနောက်ပိုင်းနယ်မြေအလုံးက RSF ရဲ့ထိန်းချုပ်မှုအောင်မှရှိနေတယ်။နောက်တစ်ဖက်မှာဆူဒန်နိုင်ငံရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းနယ်မြေတွေကတော့ဆူဒန်စစ်တပ်ရဲ့ထိန်းချုပ်မှုအောင်မှရှိတယ်။တနိုင်ကလုံးကနောက်တစ်ကြိမ်ခွဲထွက်မှုအခြေအနေကိုရောက်ရှိနေပြီးရောနောက်ထပ်နှစ်အနည်းငယ်လောက်ဆိုရင်တော့နိုင်ငံအစ်တစ်ခုထပ်ပြီးရောပေါ်ပေါက်လာနိုင်တယ်ဆိုပြီးတော့လည်းပြောကြတယ်။ထိနိုင်ကြေးအရှိဆုံးကတော့ RSF ထိန်းချုပ်ထားတဲ့အနောက်ဆူဒန်ကခွဲထွက်ပြီးရောနိုင်ငံအစ်တစ်ခုထုတ်ထောင်လောက်တယ်။ အခုလိုမျိုးပြောရခြင်းကလည်းဒီနေရာမှာရွှေထွင်းတွေအများကြီးရှိပြီးတော့နှစ်ဖက်စလုံးကလူတွေကလည်းဒီရွှေတွေကိုအသုံးပြုပြီးတော့သူတို့လက်နက်တွေကိုဝယ်ယူနေလို့ပဲအဲ့လောက်ထိလည်းစစ်ပွဲတွေကအဲ့လောက်ထိအကြာကြီးဖြစ်နေကြတာဒီဗိုလ်ချုပ်နှစ်ယောက်ရဲ့အာဏာအားပြိုင်မှုတွေကြောင့်လည်းအခုလိုမျိုးဆူဒန်ပြည်သူပြည်သားတွေအကုန်လုံးကပေးဆပ်နေကြရတယ် ဒီပြည်တွင်းစစ်ပွဲမှာလူဦးရေပေါင်း1.5သိန်းကျော်အသက်ဆုံးရှုံးခဲ့ရတယ်။လူတွေအများကြီးလည်းအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတယ်။နိုင်ငံမှာစေယုံနဲ့ကျောင်းလိုမျိုးအခြေခံအဆောက်အဦတွေအကုန်လုံးပြန်စီသွားခဲ့ရပြီးလူတွေအိုမဲ့အိမ်မဲ့ဖြစ်နေရတဲ့အပြင်အငတ်ဘေးလည်းစိုက်ကပ်နေပြီ။စက်တင်ဘာလ2025ခုနှစ်အထိဒါဖုန်းနဲ့ကိုဒိုဖန်မာတဲ့အငတ်ဘေးစိုက်ကပ်နေတဲ့သူက3.85သိန်းအထိအောင်မှရှိတယ်။ World Food Program ရဲ့ပြောဆိုချက်အရဆိုလို့ရှိရင်တော့အခုအချိန်မှာဆူဒန်နိုင်ငံကစစ်ပွဲတွေကိုမရက်တန့်ဘူးဆိုလို့ရှိရင်တော့ကမ္ဘာအကြီးဆုံးအငတ်ဘေးကြီးဆူဒန်နိုင်ငံမှာစိုက်ကတ်တော့မှာပါတယ်။ ဒါအပြင်ကာလဝံယောကအဖျားဝင်တာငှက်ဖျားပိုးတွေကူးဆက်နေရဒါတွေအားလုံးပြန့်နေတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲထပ်ပို့ပြီးတော့အငတ်ဘေးနဲ့ယောဂပိုးတွေကြောင့်လူတွေပို့ပြီးအသက်တွေဆုံးရှုံးနေကြရတယ်။ဒါအပြင်ဒီစစ်ပွဲကရှေးဟောင်းလူမျိုးရဲ့ပြိပခတွေကိုလည်းပြန်လဲရှင်သန်စေခဲ့။အထူးသဖြင့်ဒါဖူးမှာပါ2003ခုနှစ်လောက်တုန်းကဒါဖူးမှာအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတော့ဒီဆန္ဒပြပွဲကိုဦးဆောင်ခဲ့ကြတဲ့သူတွေကတော့အာရဗ်လူမျိုးမဟုတ်တဲ့သူတွေ ပြောရမယ်ဆိုရင်တော့အဲ့ဒီလူမျိုးစုတွေအနေနဲ့ဒီ Arab G ဆိုတဲ့အစိုးရကသူတို့ကိုလစ်လို့ရှူထားတယ်ဆိုပြီးတော့ဆန္ဒပြခဲ့ကြတာသူတို့ရဲ့ယူရဲချက်ကတော့ဗိုလ်ချုပ်ကြီး Omar al-Bashir ရဲ့အစိုးရကိုဖျောက်ချဖို့ဖြစ်ပြီးတစ်ဖက်ကဗိုလ်ချုပ်ကြီး al-Bashir ကကြတော့ဒီ Arab လူမျိုးစုတွေကို စုစည်းပြီးတော့ Janjaweed လို့ခေါ်တဲ့ Arab လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကိုထူထောင်လိုက်တယ်။ Janjaweed ဆိုတာက Arab စကလုံးတစ်လုံးဖြစ်တယ်။ဒါကကြတော့ BC Nut ဆိုဆိုတဲ့အဓိပ္ပာယ်မျိုးပါ။ ဒီဂျန်ဂျာဝစ်အဖွဲ့ကတော်ရက်ဆက်တဲ့အဖွဲ့ဖြစ်တဲ့ပြည်သူတွေအပေါ်ကိုအရက်ဆက်ဆောင်အမှုတွေကိုကျူးလွန်ခဲ့2008ခုနှစ်မှာလူ3သိန်းအသက်ဆုံးရှုံးခဲ့ရပြီးလူ2သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတယ်။အဲ့ဒီထဲမှာအဓိကထိခိုက်နေတာတော့ခဲ့တဲ့သူတွေကတော့ဒီအာဖရိကန်လူမျိုးစုတွေပေါ့အမေရိကန်ကလည်းဒါကဂျီနိုဆိုက်ဖြစ်တယ်ဆိုပြီးရောဝင်ပြောခဲ့သေးတယ်။ တမရော့အယ်ဘရှိကလည်း International Court of Justice ICJ မှာပထမဦးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရာဇဝတ်မှုနဲ့ဒီဂျီနိုဆိုက်အမှုအတွက်တရားရည်ဆိုင်ရာတဲ့ပထမဦးဆုံးနိုင်ငံကောင်ဆောင်ဖြစ်လာခဲ့။အဲဒီဂျီနိုဆိုက်အမှုထဲမှာအခုလက်ရှိဒုတိယဗိုလ်ချုပ်ကြီးအနေနဲ့အာနာအရှိဆုံးခေါင်းဆောင်တခါလို့ RSF ရဲ့ဒီခေါင်းဆောင်ပေါ့နော်သူလည်းပါဝင်ခဲ့တယ်။သူကကြတော့ဒီဂျန်ဂျဝစ်အဖွဲ့နဲ့ပတ်သက်ဆက်နွယ်ရတဲ့သူ 2004ခုနှစ်မှာဖြစ်ခဲ့တဲ့အတဝါကျေးရွာတိုက်ခိုက်မှုမှာအခုဒုတိယဘိုလ်ချုပ်ကြီးတကားလိုကိုရိုင်းပါဝင်ခဲ့သူကိုရိုင်းဒီရက်ဆက်တဲ့အမှုတွေကိုကျူးလွန်ခဲ့ရွာမှာရှိတဲ့လူ126ယောက်သူ့ကြောင့်လည်းအသက်ဆုံးရှုံးခဲ့ရတယ်ရွာမှာရှိတဲ့အိမ်တွေအကုန်လုံးကိုမီးရှို့ဖျက်ဆီးပြီးရွာမှာရှိတဲ့ယောက်ျားသားတွေအားလုံးကိုတတ်နတ်နဲ့အဆုံးသတ်ပစ်ခဲ့ဒီဂျန်ချဝစ်အဖွဲ့ရအရောက်ဆိုးသွားရန်ကားလွန်နေတဲ့ဒီပြပြဆိုင်ရာတခြားနိုင်ငံတွေအကုန်လုံးရဲ့ PR တွေကြောင့်သမရအယ်ဘရှိကိုရိုင်းကပဲဒီဂျန်ချဝစ်ဆိုတဲ့အဖွဲ့ကိုနာမည်ပြောင်းပြီးရော RSF ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဒီတကာလိုကိုလည်းဒီ RSF ရဲ့ခေါင်းဆောင်အနေနဲ့သူကိုယ်တိုင်ပဲတင်မြောက်ပေးခဲ့တာ2023ခုနှစ်မှာပြည်တွင်းစစ်တွေပြန်ဖြစ်တဲ့အချိန်မှာလည်းဒီ RSF အဖွဲ့ဝင်တွေအကုန်လုံးက2003ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေကိုသူတို့ကအညှိုးတေးထားတယ်2023ခုနှစ်မှာဘသူတွေကဘာတွေလုပ်ခဲ့လဲဆိုတာကိုသူတို့က အာအညှိုးထားပြီးတော့ဗောနော်တုတ်တင်ရှင်းလင်းမှုတွေကိုသူတို့လုပ်ခဲ့ကြတယ်။နာမည်ကိုသာ RSF လို့ပြောင်းလိုက်ပေမဲ့သူတို့အားလုံးရဲ့စိတ်ထားတွေကတော့ Jan Jawit ကတပ်သားတွေရဲ့စိတ်ထားနဲ့အတူတူပဲအရန်ကိုရုံမှရက်ဆက်ကြတယ်။သူတို့ကမြင်းစီနှက်ဆိုရဲဆိုရဲအတိုင်းပဲအယုံမှဆောင်အလုပ်တွေကိုလုပ်ခဲ့ကြတယ်။သူတို့အဓိကဖိမတ်ထားတာကကြတော့ဒီ RF လူမျိုးစုမဟုတ်တဲ့ African လူမျိုးစုတွေကိုသူတို့ပြစ်မှတ်ထားတယ်။အဲဒီနောက်ပိုင်းမှာတော့ LG Nina နဲ့ Alpha Shaw ဆိုတဲ့မျိုးနှမျိုးကလည်းအရန်ကိုထိတ်လန့်ကြောက်မှတ်ဖွယ်ကောင်းတဲ့အစီရင်ခံစာတွေရောက်ရှိလာတယ်။ မေ2024ခုနှစ်မှာ Human Right Watch ကနေပြီးတော့အနောက်ဒါဖိုမှာရှိတဲ့ LG နီနာမျိုးကလူမျိုးစုတစုကတော့ကျွန်တော် site လောက်ခံနေရတယ်ဆိုပြီးတော့ပြောခဲ့အဲ့ဒီလူမျိုးစုရဲ့နာမည်ကတော့ Masalit April ကနေပြီးတော့ November 2023အထိဒီမှာလူပေါင်းတပေါင်းကျော်လောက်ခသဆုံးရှုံးခဲ့ကြရတယ်။သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဒီအနောက်ဒါဖူးဒေတာဆိုတာကမဆက်လက်လူမျိုးစုတွေရဲ့ဇာတိဒေတာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ Human Rights Watch အဖွဲ့ကကြတော့ဒီ RSF ကမဆက်လက်လူမျိုးစုတွေကိုတခါတည်းတုတ်တင်ရှင်းလင်းဖို့အတွက်ရည်ရွယ်ချက်နဲ့ဒါတွေကိုလုပ်နေတယ်ဆိုပြီးတော့တန်တရားရှိတယ်လို့ပြောဆိုခဲ့တယ်။ RSF အဖွဲ့ဝင်တွေကဒီမဆက်လက်လူမျိုးစုတွေကိုလုံးဝတုတ်တင်ရှင်းလင်းပြီးဖျက်ဆီးပစ်ချင်နေကြတာမျိုးဒီအတိုင်းပဲ RSF အဖွဲ့ဝင်တွေကမြောက်ဒါဖူမှာရှိတဲ့ဒီ Alpha Sha မြို့မှာလည်းလူတွေကိုအစုလိုက်အပြုံလိုက်တိတိုင်းမှာဖျောက်ခဲ့တယ်ဆိုပြီးတော့အပြစ်တင်ခံရတယ်။ကျမတို့ online မှာအကြီးအကျယ်ပေါက်သွားခဲ့တဲ့ဗီဒီယိုကိုတွေ့ဘူးကြမှာပါအလောင်းတွေပုံပြီးထပ်ပြီးတော့ ဒီဂျိုဒူးကနေမြင်နေရတဲ့ဓာတ်ပုံမျိုးပေါ့နော်ဒီဓာတ်ပုံကိုတော့တော်တော်များများမြင်တွေ့ဘူးကြလိမ့်မယ်အာရဆပ်က18လကြာတိုက်ပွဲအပြီးအောက်တိုဘာ26 2025ခုနှစ်မှာအယ်လ်ဖာရှာကိုတင်ပိုက်လိုက်တယ်၃ရက်အတွင်းမှာပဲအာရဗ်မဟုတ်တဲ့လူမျိုးစုတွေကလူပေါင်း1500ကိုသူတို့တခါတည်းအဆုံးသတ်ပြစ်လိုက်ကြဒီမှာဘာသာရေးရှုရောင်းတွေဘာမှမပါဝင်ဘူးဘာလို့လဲဆိုတော့သူတို့တနိုင်ငံလုံးရဲ့ဒီ68ရာခိုင်နှုန်းလောက်ကကဘာသာတစ်ခုရဲ့အတူတူကိုးကွယ်နေကြတာမို့လို့ပဲ ဒါကလူမျိုးရေးမုံတီမှုဖြစ်တယ်ဆိုတာအရန်ကို ထင်ရှားတယ်။ဒါဖူးဆိုတာကလူမျိုးပေါင်းစုံနေထိုင်ကြတဲ့မျိုးတစ်မျိုး။အာရဗ်ဆပ်ကိုရိုင်းကလည်းဒါကိုအာရဗ်ဒေတာတစ်ခုအဖြစ်ပြောင်းလဲခြင်းနဲ့ဒါကြောင့်သူကတခြားလူမျိုးစုတွေအပေါ်ကိုပြင့်မှတ်ထားတယ် RSF ကသူတို့ကိုသူတို့ကိုရိုင်းကာကွယ်နေခဲ့ပြီးတော့ဒီအကြမ်းဖက်မှုတွေမှာသူတို့လုံးဝမပါဝင်ပါဘူးဆိုပြီးတော့ညင်းဆိုထားတယ်။ဒါကလူမျိုးရေးပြိပခတ်တစ်ခုဖြစ်ပါတယ်တဲ့။ဒါပေမဲ့အင်တာနက်ပေါ်မှာ viral ဖြစ်လာတဲ့ video တွေ internet ပေါ်မှာပေါက်ကြားလာတဲ့ video တွေမှာဆိုလို့ရှိရင်တော့ဒီလူတွေရဲ့အလောင်းတွေကြားထဲမှာအရန်ကိုပြောရွှင်စွာနဲ့ကောက်ခုံနေကြတဲ့ RSF တပ်သားတွေကိုမြင်တွေ့ရပါတယ်။နောက်တစ်ဖက်မှာလည်းစစ်တပ်ကိုစစ်ပွဲဆိုင်ရာရာဇဝတ်မှုတွေကျူးလွန်နေဆိုတဲ့အပြစ်တင်ချက်တွေလည်းရှိရယ်။ စစ်တပ်ကပြည်သူတွေနေထိုင်နေတဲ့နေရာမှာလေကြောင်းတိုက်ခိုက်မှုနဲ့အကြီးစားပြစ်ခတ်မှုတွေကိုလုပ်ခဲ့တယ်။အဲဒီမှာပြည်သူတွေအများကြီးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးတော့လည်းအပြစ်တင်ထားတယ်။စစ်တပ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးအယ်ဘာဒန်ရဲ့တမိုင်းကြောင်းကိုပြောရမယ်ဆိုလို့ရှင်လဲသူက RSF ကောင်ဆောင်ဒီတကားလိုရဲ့တမိုင်းကြောင်းနဲ့တိုက်ပြီးတော့မကွာဘူး။ အယ်ဘာရမ်က2000ပြည့်နှစ်မှာဒါဖူရဲ့စစ်တပ်ကောင်းဆောင်ဖြစ်လာတယ်။ဒီနေရာကလူတွေအများကြီးကျူးလွန်ခံနေရတဲ့နေရာအာရဗ်လူမျိုးမဟုတ်တဲ့သူတွေအများစုနေထိုင်တဲ့နေရာအဲ့ဒီနေရာမှာပဲဒီအယ်ဘာရမ်ကတခါလိုနဲ့တွေ့ပြီးတော့သူတို့နှစ်ယောက်ပေါင်းစည်းမိသွားခဲ့ကြတာ။သူတို့နှစ်ယောက်ကနှစ်ပေါင်းများစွာတော်လန်ရေးကိုနှိမ်နင်းခဲ့ကြတဲ့အတူတူနိုင်ငံတစ်ခုလုံးကိုဖျက်လို့ဖျက်ဆီးလုပ်ခဲ့ကြပြီးတော့မှအခုတယောက်နဲ့တယောက်ပြန်ပြီးတော့ရန်ဖြစ်နေကြတယ်။သူတို့တယောက်ကိုတယောက်ဖျက်ဆီးပစ်ဖို့အတွက်ကိုစဉ်းစားနေကြပြီးတော့တနိုင်ငံလုံးကိုပြည်တွင်းစစ်ထဲကိုထိုးသွင်းလိုက်တဲ့ဒီနေရာမှာတခြားအမြင်နဲ့တခြား ာရှူတာတွေအကြောင်းကိုပြောရမယ်ဆိုရင်တော့ဆူဒန်ရဲ့နီးပညာစနစ်ကြတဲ့တည်နေရာကြောင့်အဲဒီကစားပွဲမှာအဖြစ်ဖြစ်ဆိုင်ရာကလူတွေလည်းပါဝင်နေတယ်။မြေပုံကိုတစ်ခါထပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဆူဒန်နိုင်ငံကအာဖရိကနဲ့အရှေ့အလယ်ပိုင်းအတွက်တံတားတစ်စင်းလိုမျိုးပဲ။ဆိုလိုတာကတော့ဒီမှာဖြစ်ဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးကအရှေ့အလယ်ပိုင်းအထိကိုတိုက်ရောက်မှုရှိတယ်။နောက်ထပ်အဓိကအချက်တစ်ခုကတော့ပင်လယ်နီကအဓိကကုန်းသွယ်ရေးလမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။ ဒီမှာဘလို့ပြောင်းလဲမှုဆိုဖြစ်လာခဲ့လို့ရှင်ကုန်အသွေးရေလမ်းကြောင်းပေါ်ကိုတိုက်ရောက်နိုင်ပြီးတော့ဒါကတကဘာလုံးပေါ်ကိုထိခိုက်နိုင်တယ်။ဒါအပြင်ဆူဒန်မှာရွှေတွင်းတွေအများကြီးရှိပြီးတော့ဒီကနေပြီးတော့အဓိကရေနံပိုက်လိုင်းတွေကလည်းဖြတ်သွားတယ်။ဒီလိုအရာတွေအကုန်လုံးကြောင့်ဆူဒန်ရဲ့စစ်ပွဲတွေမှာတခြားနိုင်ငံတွေလည်းပါဝင်နေတယ်ဆိုတဲ့အပြစ်တင်မှုတွေလည်းရှိလာခဲ့တာ။ Amnesty International ရဲ့အစီရင်ခံစာအရဆိုလို့ရှိရင်တော့ဆူဒန်နိုင်ငံမှာဖြစ်တွင်းစစ်ဖြစ်နေတဲ့ဒီစစ်ပွဲဖြစ်နေတဲ့နှစ်ဖက်စလုံးကိုရုရှားတရုတ်တူရကီနဲ့ UAE လိုနိုင်ငံတွေကလက်နက်အကြီးအကျယ်ထောက်ပံ့နေတယ်ဆိုပြီးတော့လဲဆွဆွဲထားတယ်။အကြီးဆုံးဆွဆွဲခံနေရတာကတော့ UAE နိုင်ငံသူတို့ကဒီ RSF ရဲ့ခေါင်းဆောင်တခါလို့အတွက်ပေါ့နော်။ လက်လက်တွေအများကြီးကိုပေးအပ်နေတယ်ဆိုပြီးတော့ကိုပြောထားတာ Wall Street Journal အရ American ထောက်လှမ်းရေးအဖွဲ့တွေကလည်း UAE ကဒီ RSF အဖွဲ့ကိုတရုတ်ထုတ်အစစ်မြင့်ဒရုန်းတွေပို့ပေးနေတယ်လို့ပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Sudan စစ်တပ်ကဒီ2025မတ်လမှာဆိုလို့ရှင်တော့ UAE နိုင်ငံကိုအမှုဖွင့်ထားတယ်အဲ UAE က RSF ကို ထောက်ပံ့တာ Sudan စစ်တပ်ကအမှုဖွင့်တယ် ဒါပေမဲ့တရားရုံးကျော်ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့မှာစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီးတော့နားထောင်ဖို့ကိုငြင်းဆန်ခဲ့ရ UAE ကလည်းသူတို့အနေနဲ့ဒီစစ်ပွဲမှာပါဝင်ပတ်သက်တာလက်နက်ခဲယံတွေထောက်ပံ့ပေးတာမရှိဘူးဆိုပြီးတော့ပြောဆိုထားတယ်။အပြစ်တင်ကြတဲ့သူတွေအကုန်လုံးကတော့ဒီ UAE နိုင်ငံကဆူဒန်မှာထွက်တဲ့ရွှေတွေအကုန်လုံးကိုထိန်းချုပ်ထားခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီစစ်ပွဲမှာလက်နက်တွေအကူအညီပေးနေတာဟုတ်ပါတယ်ဆိုပြီးတော့ကိုပြောဆိုထားကြတယ်။ပြောချင်တာကတော့သူတို့ကဒီ RSF စီကနေပြီးတော့ရွှေတွေကိုယူတယ်သူတို့ရှိကလက်နက်တွေကိုပေးတယ်အပေးယူသဘောလုံးနေကြတာမျိုးနောက်တစ်ဖက်မှာ Iran, Egypt နဲ့ Saudi Arabia 越南干最加热，苏联的死德国偷看阿比尼。 အီရန်နိုင်ငံကလည်းဆူဒန်စစ်တပ်ကိုဒရုန်းတွေဒုံးကျည်တွေပေးနေရဲဆိုပြီးတော့အပြစ်တင်ခံရတယ်။ဒီအတိုင်းပဲရုရှားရဲ့ဝါဂနာဖွဲ့ကလည်း RSF ကိုဒုံးကျည်တွေထောက်ပံ့ပေးနေတယ်။ခုချိန်ကြီးရုရှားကနှစ်ဖက်လုံးနဲ့စကားပြောနေပါတယ်။နိုင်ငံခြားအာဏာရှင်တွေရဲ့ပဝင်ပတ်သက်မှုတွေကြောင့်ဒီကိစ္စကပိုပြီးတော့ရှုပ်ထွေးမှုတွေရှိ။မေကွန်းကတော့နောက်ပိုင်းဘာတွေဆက်ပြီးတော့ဖြစ်ကြမလဲဆိုတာပဲ။ဒီစစ်ပွဲကိုရကြဖို့အတွက်ဆိုပြီးတော့နေရအမျိုးမျိုးမှာငိမ့်ချမ်းရေးဆွေးမေးပွဲတွေခဏခဏလုပ်ခဲ့ကြပေမဲ့အရာအားလုံးကတော့မအောင်မြင်ဘူးဆုံရှုံကြရှုံနေသေးပါပဲအခုလက်ရှိမှာ RSF ကတော့ American, UAE, Egypt, Saudi Arabia တို့ကပြောလာတဲ့၃လတာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစာချုပ်ကိုလက်ခံလိုက်ပြီးစစ်တပ်ဘက်ကတော့ဒါကိုလက်မခံသေးဘူးစစ်ပွဲတွေရပ်သွားပြီဆိုလို့ရှိရင်အဓိကကူညီရမယ့်ကိစ္စကတော့ဆူဒန်ပြည်သူပြည်သားတွေကိုကူညီဖို့အတွက်ပဲကုလသမဂ္ဂရဲ့အဆိုအရဆိုလို့ရှိရင်တော့ဆူဒန်နိုင်ငံကလူဦးရေ60ရာခိုင်နှုန်းလောက်ကအကူအညီလိုအပ်နေရဲအဲ့တော့အတွက်2025ခုနှစ်မှာသူတို့ကိုကူညီထောက်ပံ့ပေးဖို့အတွက်ဒေါ်လာ၄.၁ဘီလီယံလိုအပ်မယ်လို့ခန့်မှန်းထားတယ် အခုချိန်အထိကတော့ဒေါ်လာ1.45ဘီလီယံပဲရရှိသေးရဲ့အဲ့ဒီအတိုင်းပဲ UNHCR ကလည်းဆူဒန်နဲ့သူရဲ့အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ဒုက္ခသည်တွေကိုအကူအညီပေးဖို့အတွက်ဒေါ်လာ1.71ဘီလီယံလောက်လိုအပ်နေပြီးအဲ့ဒီရဲ့35ရာဂိုင်းနှုန်းကိုပဲအခုလက်ထိရရှိပါသေးရဲ့ဆူဒန်နိုင်ငံရဲ့ဇလန်တစ်ခုလုံးကိုပြောမယ်ဆိုလို့ရှိရင်တော့လောဘကြီးတဲ့အာနာရှင်၃ယောက်ကြောင့်သူတို့အာနာနဲ့ပါဝါရီအတွက်ပတ်စံတွေအတွက်တိုင်းနိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့ကြတယ် ဒီလူ၃ယောက်ကနိုင်ငံတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့ကြတဲ့တဘာဝအရင်မြစ်တွေအရန်ကိုကျွဲဝချမ်းသာခဲ့ပေမဲ့ဒီနိုင်ငံကအခုချိန်ဒီကမ္ဘာအဆင်ရဆုံးနိုင်ငံတစ်နိုင်ငံတည်းမှာပါဝင်နေတယ်။ကမ္ဘာနိုင်ငံအများစုကလည်းဒီလောက်ထိဖြစ်ဖြစ်နေရကိုလုံးဝဂရုမစိုက်ကြဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့တို့တို့ကဘာမှမဆုံးရှုံးသွားလို့ပါ။ဒါကိုတော့ The Forgotten War မေယောခန်စစ်ပွဲလို့ခေါ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ကတော့အရန်နာမည်ကြီးနေတဲ့ဆူဒန်နိုင်ငံရဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့အရှင်းလင်းဆုံးရှင်းပြခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုကို တေချာနားထောင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆူဒန်နိုင်ငံမှာဘာတွေဖြစ်နေရလဲဘယ်သူတွေအကြောင်းဖြစ်နေရလဲဆိုတာကိုတော့အသေးစိတ်သိရှိနားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။ဟုတ်ကဲ့ကျမရဲ့ဗီဒီယိုလေးကိုတော့ဒီမှာပဲရန်နာလိုက်ပါမယ်ကျေးဇူးတင်ပါတယ်။